မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မေလ22ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှစတင်ကြားပေးနေပြီးတော့မင်းအောင်လိုင်းပေးတဲ့ဝနာကျော်ထင်ဘွဲ့ရထားသူအငိမ့်စားဘူချုပ်ချိုးထုံးအောင်ကိုပြစ်ခတ်ရှင်းလင်းတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် နိုင်ငံတော်ကာကွယ်ရေးတပ်ကတူမှစတင်ကြားပြီးနေပြီးတော့မင်းအောင်လှိုင်ပြီးတဲ့ဝနာကျော်တင်ဖွဲ့ရထားသူအငိမ့်စားပူချုပ်ချိုထွန်းအောင်ကိုပြစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ Golden Valley Warriors အဖွဲ့ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်၅ရပ်ကွက်မှာရှိတဲ့နေအိမ်မှာပဲအငိမ့်စားပူချုပ်ချိုထွန်းအောင်ကိုဒီကနေ့မနက်9:30မိနစ်20ခန်းအချိန်မှာပြစ်ခတ်ရှင်းလင်းနိုင်ခဲ့တာလို့ဆိုပါတယ်။အငိမ့်စားပူချုပ်ချိုထွန်းအောင်ဟာ2023ခုနှစ်မှာမင်းအောင်လှိုင်ကိုတိုင်ပေးတဲ့ဝနာကျော်တင်ဖွဲ့ရရှိထားသူဖြစ်ပြီးတော့ Golden Valley Warriors မြို့ပြ ပျောက်ကြားရဲဘော်တွေပြစ်ခတ်ရှင်းလင်းခဲ့တာလို့သိရပါတယ်။ဗိုလ်ချုပ်ချုပ်တွန်းအောင်ဟာနိုင်ငံတော်ကာကွယ်ရေးတပ်ကတော် National Defense College NDC မှာနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင်ကြားနေသူလို့သိရပါတယ်။ ဗိုလ်ချုပ်ချုပ်ထွန်းအောင်ဟာနိုင်ငံတော်ကာကွယ်ရေးတပ်ကတော် National Defense College NDC မှာနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရဲနဲ့နိုင်ငံကာဆက်ဆံရေးဘာသာရဲနှစ်ခုကိုတင်ကြားနေသူလို့သိရပါတယ်။စစ်အရာရှိကြီးတွေအတွက်ဖွင့်လှစ်ထားတဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော် NDC ဆိုတာအနိုင်ဆုံးဗိုလ်မှူးကြီးအဆင့်ရှိသူတွေသာတက်ရောက်ရတဲ့စစ်တပ်အတွက်ကြောင့်အရေးပါတဲ့အဆင့်မြင့်စစ်တပ်နှန်းချောင်းတစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်။ Golden Valley Warriors အဖွဲ့အနေနဲ့ကာလာအတောကြာအချက်အလက်စုဆောင်းစုံစမ်းထောက်လှမ်းအတည်ပြုပြီးမှဗိုလ်ချုပ်ချိုထွန်းအောင်ကိုပြစ်ခတ်ရှင်းလင်းခဲ့တာလို့အတည်ပြုထားတာပါစစ်တပ်ကနေဘူမှုချုပ်ဗိုလ်ချုပ်ယာတူးနဲ့အငိမ့်စားယူခဲ့ပေမဲ့အကြမ်းဖက်စစ်တပ်အတွက်စစ်ဘက်ဆိုင်ရာပညာရေးတင်ကြားပို့ချနေသူတွေကိုလည်းစီးရေးပြတ်မှတ်အဖြစ်သတ်မှတ်ပြီးတော့တုတ်တင်ခဲ့တာလို့လည်းသိရပါတယ်ဗိုလ်ချုပ်ချိုထွန်းအောင်ဟာ ဘရူနိုင်းနဲ့ကမ်ဘောဒီးယားနိုင်ငံအတန်အမတ်အဖြစ်ဆောင်ရွက်ခဲ့ပြီးတော့မြန်မာပြည်ပြန်ရောက်ချိန်ကစတင်ကနေပြည်တော်မှာရှိတဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော် NDC မှာ အကြံပေးစစ်တဲ့အရာရှိကြီးတွေကိုဇက်တိုက်တင် जा ပို့ချနေသူလို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။မင်းအောင်လိုင်ဟာသူအားကိုးလို့ရတဲ့စစ်ဘိုလ်ချုပ်ဟောင်းတွေရဲ့အကြံဉာဏ်တွေကိုရယူပြီးတော့ပြည်သူစစ်မဟာဗျူဟာကိုစစ်မှုထမ်းဟောင်းတွေနဲ့လှုပ်ဆောင်နေရတိုင်းအဆင့်ခေါင်းဆောင်တွေထဲမှာအငိမ့်စားဘူချုပ်ချိုထွန်းအောင်လဲပါတယ်လို့သိရပါတယ်။ Golden Valley Warriors အဖွဲ့အနေနဲ့စစ်တပ်အတွက်အလုပ်လုပ်ပြီးနေတဲ့အကြီးစားတောက်တိုင်တွေကိုဖြိုဖျက်နိုင်ဖို့တရင်ထောက်လှမ်းနေတယ်လို့အကြံဘက်လီဒါကလီယင်မှုတွေရဲ့အချက်လက်တွေကိုလည်းစုဆောင်းနေတဲ့အတွက်ကြောင့်ဆက်ဆက်တရင်တွေရထားရင်ရန်ကုန်မြို့ပြဖျောက်ကြားအဖွဲ့ထံပေးပို့ပေးကြဖို့တောင်းဆိုထားပါတယ်ခင်ဗျာဆလဘီမင်းလာနေမှာတော်လန်ရေးတပ်ဖွဲ့ကဖမ်းမိထားတဲ့စစ်တပ်တရင်ပေးလမ်းပြခုခံထွက်ပြေးတာကြောင့်ပြစ်ခတ်ဖမ်းဆီးရာကတိုက်ဆုံတဲ့တရင်ကိုတင်ပြပေးပါမယ် ပဲခူးတိုင်းတရားဝရီခရိုင်မင်းလာမျိုးနယ်မှာတော်လန်ကြီးတပ်ဖွဲ့ကဖမ်းမိထားတဲ့စစ်တပ်သတင်းပေးလမ်းပြဖြစ်သူစန်းထီဟာတော်လန်ကြီးရဲဘော်တွေကိုခုခံပြီးတော့ထွက်ပြေးတာကြောင့်ပြစ်ခတ်ဖမ်းဆီးရာကတည်ဆုံသွားတယ်လို့တရားဝရီခရိုင်တရင်38 32တက်ခွဲငါးကထုတ်ပြန်ထားပါတယ်မင်းလာမျိုးနယ်စိန်ကန့်လန့်ရွာရွှေကြီးမြင့်ရက်ကွက်မှာနေတဲ့စစ်တပ်ကိုသတင်းပေးနေပြီးတော့လမ်းပြအဖြစ်လောက်ကင်နေတဲ့စန်းထီဆိုသူကိုမေလ16ရက်နေ့ညနေ9:00ခန်းအချိန်မှာစိန်ကန့်လန့်မြို့ချောင်း ယူမဖြက်ကျော်လမ်းဘေးကပြင်ကရိုခင်းရွာအနီးမှာဂျီ62တောင်းဖုံတလုံးဆိုင်ကယ်တစ်စီးနဲ့အတူဒါယာဝရီခရိုင်တရင်38 3ညနှစ်တက်ခွဲငါကရဲဘော်ရီအရှင်ဖန်းစီရာမီခဲ့တယ်လို့ဆိုထားပါတယ်ဖန်းစီရာမီထားတဲ့သတင်းဘေးလမ်းပြစမ်းသေးကို နောက်တန်းအချုပ်မှာထိမ့်သိမ်းထားပြီးတော့ဒီကနေ့မေလ22ရက်နေ့မနက်9:00နာရီခန့်မှာသူ့ကိုစစ်ဆေးမေးမြန်းဖို့ကင်းတောင်ဝန်ကြရဲဘော်တွေအချုပ်ထဲကနေခေါ်ထုတ်လာချိန်မှာတော်လိုင်းရဲဘော်တွေကိုခုခံထွက်ပြေးတာကြောင့်လိုက်လံပစ်ခတ်ဖမ်းဆီးရမိပြီးတော့ကြည်ထိမှန်တိတ်ဆုံသွားတာလို့ရှင်းပြထားပါတယ်။စန်တီဟာရိုးမအတွင်က PDF စကမ်းထွေနေရာကိုတရင်ပြေးလမ်းပြတာစစ်ကောင်စီတပ်တွေနဲ့ပေါင်းပြီးတော့ပြည်သူပိုင်ကျွေးနွားတွေကိုဖမ်းဆီးတပ်ဖြတ်ရောင်းချတာ တော်လှန်ရေးတပ်ဖွဲ့တွေကိုထောက်ပံ့နေတယ်ဆိုပြီးတော့ဒေသနေပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ခိုင်းတာတွေလှုပ်ဆောင်ခဲ့သူလို့တာယာဝတီခရိုင်တပ်ရင်း3832တပ်ခွဲ9ကထုတ်ပြန်ထားပါရခင်ဗျာ။ ဆက်လက်ပြီးရွှေကူမြို့မှာအရေးပေါ်ဆင်းသက်ခဲ့ရတဲ့စစ်ရဲရင်ကိုတော်လန်ရေးတပ်တွေထပ်မံဖျက်ဆီးနိုင်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေပြစ်ခတ်တိုက်ခိုက်မှုကြောင့်ရွှေကူမြို့မှာအရေးပေါ်ဆင်းသက်ခဲ့ရတဲ့စစ်ရဲရင်ကိုထပ်မံဖျက်ဆီးနိုင်ခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါရယ်။ကချင်ပြည်နယ်ဗမုံမြို့မှာရှိတဲ့စစ်ကောင်စီတပ်တွေအတွက်စစ်ကူလာပို့တဲ့စစ်ရဲရင်၃စင်းကိုမေလ20ရက်နေ့မှာ KIA နဲ့ပူးပေါင်းတပ်တွေပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာရဲရင်တစ်စင်းပြတ်ကျခဲ့ပြီးတော့လက်နက်ကြီးထိ ွားတဲ့ဒဇင်ကတော့ရွှေကူမျိုးကခလာရ56မှာ အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ဆိုထားပါတယ်ခလာရ56မှာအရေးပေါ်ဆင်းသက်ခဲ့ရတဲ့ရဟတ်ရင်ကိုတော်လိုင်းရဲဘော်တွေမနေ့ကမေလ22ရက်နေ့နေ့လယ်2နာရီကျော်အချိန်မှာလက်နက်ကြီးတွေနဲ့ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တာလို့အသိပေးထားပါတယ် အရေးပေါ်စဉ်သက်ခဲ့ရတဲ့ရဟယင်ကိုတိုက်ခိုက်ရမှာရဟယင်ကိုကာယံထားတဲ့ရင်းနှစ်စီးလည်းပျက်စီးသွားတယ်လို့ဒေသတရင်းရင်းမြစ်ကရှင်းပြထားပါတယ်။မေလ20ရက်နေ့ကစစ်ရဟယင်တွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာရဟယင်ဒဇင်းရဲ့ main router ကိုထိမှန်ခဲ့ပြီးတော့ရွှေကူမျိုးအနီးပြတ်ချပြီးမီးလောင်ကျွမ်းခဲ့ရမှာတေဆုံးနေတဲ့စစ်သား16ယောက်နဲ့အတူလက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။အဲဒီလိုရဟယင်နှစ်စင်းကို KIA နဲ့ပူးပေါင်းမှာမိတ်တပ်များကပြစ်ချလိုက်နိုင်မှုနဲ့ပတ်သက်ပြီးတော့ဗိုလ်ချုပ်ကြီးကွန်ဘော်ကတိန်း300ကျပ်စုချီးမြှင့် င့်ခဲ့တယ်လို့လည်းသတင်းတချို့မှာထုတ်ပြန်ထားပါရီ။ CIA လေးလာစောင့်ကြည့်နေသူတွေအဆိုအရ KIA နဲ့ပူးပေါင်းတပ်တွေဟာစစ်တပ်အာဏာသိမ်းယူထားတဲ့၄နှစ်ကျော်ကာလအတွင်းစစ်ရဟရင်၄စင်းနဲ့လေရင်တစ်စင်းပြစ်ချဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါရခင်ဗျာ။ဆလဘီပြည်သူချစ်တဲ့စစ်သားကောင်းတွေဖြစ်ရေးအလင်းဝင်ကြဖို့ညောင်ဥပကပဖိတ်ခေါ်တဲ့သတင်းကိုတင်ပြပေးပါမယ်။ ပြည်သူချစ်တဲ့စစ်သားကောင်းတယောက်ဖြစ်စေရေးစစ်ကောင်စီလက်အောက်ခံစစ်သားနဲ့ရဲတွေအလင်းဝင်ကြဖို့ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဖိတ်ခေါ်လိုက်ပါတယ်။မီဒီယာဖန်ဆီးခံရတာနဲ့ပေါ်တာဆွဲခံရတာကြောင့်စစ်မှုထမ်းနေရတဲ့ပြည်သူစစ်တွေနဲ့မတရားအုပ်ချုပ်အနိုင်ကျင့်နေတဲ့မင်းအောင်လှိုင်လက်အောက်မှာတာဝန်မထမ်းကျင်တော့တဲ့စစ်သားတွေနဲ့ရဲတွေကိုပကံမီကလက်ကမ်းကျူနေမယ်လို့ဆိုထားပါတယ်။မိသားစုနဲ့အတူအေဂျင့်လွတ်လပ်စွာနေလိုတဲ့စစ်သားနဲ့ရဲတွေကိုညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနှွေးထွေးစွာကြိုဆိုနေမှာဖြစ်ပြီးတော့လက်နက်ယူဆောင်လာနိုင်သူတွေကို ထိုက်ထိုက်တန်တန်စုချီးမြင့်မယ်လို့အသိပေးထားပါတယ်။ညောင်မျိုးနဲ့အတွင်းမှာပြည်သူ့ကာကွယ်ရေးအဖွဲ့ကရဲဘော်တွေရှိနေတာဖြစ်တဲ့အတွက်ကြောင့်စစ်ကြောင်းထွက်လာချိန်ဒါမှမဟုတ်တိုက်ပွဲဖြစ်နေချိန်မှာထွက်ပြေးလာတာအလံပြူထောင်တာတွေလုံနိုင်ပြီးတော့အလင်းဝင်လာသူတွေတင်မကပဲသူတို့ရဲ့မိသားစုတွေရဲ့အသက်ကိုပါကာကွယ်ပေးမှာဖြစ်တဲ့အပြင်နေစရာစားစရာတွေစီစဉ်ပေးမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပြည်သူစစ်သားဆိုတာပြည်သူတွေကိုကာကွယ်ပေးရမယ့်တာဝန်ရှိတဲ့အတွက်ကြောင့်ပြည်သူတွေနဲ့လက်တွဲပူးပေါင်းပြီးအာဏာယူမင်းအောင်လှိုင်နဲ့အပေါင်းပါတွေကိုအမိမ ြေကနေမောင်းထုတ်နိုင်ဖို့စစ်ကောင်စီလက်အောက်ခံစစ်သားနဲ့ရဲတွေအလင်းဝင်ကြဖို့ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဖိတ်ခေါ်ထားတာဖြစ်ပါရယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါရယ်ခင်ဗျာ